ကမ်မရီးယားအာဏာပိုင်တွေဟာနိုင်ငံဖြတ်ကျော်စိုက်ဘာရာဇဝတ်မှုတွေမှာပါဝင်တယ်လို့ယူဆတဲ့ တောင်ကိုရီးယားနိုင်ငံသား58ဦးကိုဖမ်းဆီးခဲ့တယ်လို့အစိုးရကော်မရှင်တစ်ခုကအောက်တိုဘာ23ရက်ကပြောကြားခဲ့ပါတယ်။ကြံပြန့်ဆန္ဒတွေမှာလှုပ်လှုပ်ကိုင်နေတယ်လို့တန်တရားရှိတဲ့တောင်ကိုရီးယားနိုင်ငံသားဒါဇင်ချီကိုနေရက်ပြန်လည်ပို့ဆောင်ခဲ့ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာအခုလိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒေါ်လာဘီလီယံချီကြံပြန့်လုပ်ငန်းဟာလက်တလုံးနှစ်တွေအတွင်းကမရီးယားမှာဖောင်းပွားလာခဲ့ပြီးအဲ့ဒီလုပ်ငန်းတွေမှာလူပေါင်းထောင်ချီပါဝင်နေပြီးတချို့ကတော့မိမိသဘောဆန္ဒအလျောက်ပါဝင်ခဲ့ပြီးတချို့ကတော့စနစ်တကျစီစဉ်ထားတဲ့ရာဇဝတ်မှုအဖွဲ့တွေရဲ့တုံးအပ်မှုကြောင့်ပ ါဝင်ခဲ့ရကြောင်းကျွမ်းကျင်သူတွေကဆိုပါတယ်။ဖနန်ပြမြို့တော်မှာကြားဖြတ်လုပ်ငန်းလုပ်ကိုင်နေတယ်လို့ယူဆတဲ့အဆောက်အုံတစ်ခုကိုဒေသခံအာဏာပိုင်တွေကအော်တိုဝါ22ရက်ကဝင်ရောက်ဆင်းနှင်းခဲ့တယ်လို့ကမရိယာရဲ့စိုက်ဘာရာဇဝင်မှုတပ်ဖြတ်ရေးကော်မရှင်ကဆိုပါတယ်။ တင်းစင်စင်ရဲ့အတွင်းတောင်ကိုရီးယားနိုင်ငံသား59ဦးနဲ့တရုတ်နိုင်ငံသား29ဦးကိုဖမ်းမိကြောင်းကော်မရှင်ကဆိုပါတယ်။အာဏာပိုင်တွေကကွန်ပျူတာ126လုံးနဲ့ဖုန်းလုံး30ကိုသိမ်းဆည်းရရှိခဲ့ကြောင်းလည်းဆိုပါတယ်။တရင်းဖက်ကုန်ခန်းကကမရီးယားဟာကြားဖြတ်စင်တာတွေမှာပါဝင်မှုအတွက်တန်ရရှိတာကြောင့်ကမရီးယားနိုင်ငံမှာဖမ်းဆီးခံထားရတဲ့တောင်ကိုရီးယားနိုင်ငံသား64ဦးကိုနေရက်ကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံသား950ခန့်ဟာကမရီးယားနိုင်ငံကိုလွန်ခဲ့တဲ့နှစ်ကဝင်ရောက်ခဲ့ပြီးတဲ့နောက် မိမိသဘောဆန္ဒနဲ့စန့်ကျင်ပြီးဖမ်းဆီးခံထားရတာဒါမှမဟုတ်ပျောက်ဆုံးနေရလို့နိုင်ငံခြားရေးဝန်ကြီးဌာနကလွန်ခဲ့တဲ့သတင်းပတ်ကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားမှာတန်ကိုရီးယားနိုင်ငံသားနှစ်သိန်းဝန်းကျင်ရှိပြီးအဲ့ဒီကတထောင်ခန့်ဟာကမ္ဘောဒီးယားကြားဖြန့်စင်တာတွေမှာတန်ကိုရီးယားနိုင်ငံသားတွေကိုပိတ်မှတ်ထားပြီးလိမ်လည်မှုတွေလှုပ်ဆောင်နေကြအောင်အော်တိုဝါ15ရက်အစောပိုင်းကတရားဝင်ကြေညာချက်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်တန်ကိုရီးယားအစိုးရကအော်တိုဝါ15ရက်မှာကမ္ဘောဒီးယားရဲ့နေရာတချို့ကိုခရီးသွားလာခွင့်တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။